မင်္ဂလာပါဘောလုံးချစ်ညီကိုရင်းနဲ့ကောင်းချမ်းမှချမ်းသာကြပါစေကျွန်တော် YouTube channel လေးဖြစ်တဲ့ MM Football Betting တက္ကနာကြိုးတူရဲတောက်ကြညာမှာကစားမဲ့ Spain La Liga ပွဲစဉ်73မြန်မာစံတော်ချိန်နှစ်နာရီခွဲမှာကစားမဲ့ Valencia နဲ့ Levante ရဲ့ပွဲစဉ်ကိုပွဲချုပ်သုံးသပ်ပေးမယ်ပေါ့နော်ဒီပွဲစဉ်ကအစ Valencia အရောက်ကြီးချင်းမပြောင်းဟိုကချင်းကပြောင်းပြောင်းပြန်ဖြစ်သွားပြီပေါ့နော်ဒါ Valencia တင်းက level 30ရှုံးတော့ပြီးတာထင်တယ်အဲ့ခါနဲ့ချင်းကပြောင်းပြီးမှ Valencia ပို့ပြီးတော့ချင်း တက်သွားတာတွေ့ရတယ်ဗောနော်ဒီနှစ်တင်းဇာမှာကြည့်မယ်ဆိုရင် Valencia အဆင့်79 Liban 169နှစ်တင်းလုံးခံစစ်ညံ့တယ်အဲ့စစ်ကတော့ဂိုတူကိုစီရနိုင်တယ်ဘယ်လိုပြောမလဲကိုတွန်းနိုင်တယ်ဗောနော်ဒါ Valencia တင်းရဲ့အိမ်ဝင်ပွဲစဉ်တွေမှာဆိုရင်6ပွဲဆော်ထားတယ်9ပွဲနဲ့9ပွဲတည်9ပွဲရှုံးထားသလိုဒါ Liban တင်းအတင်းရတာဝေဝင်ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုရင်9ပွဲနိုင်9ပွဲတည်3ပွဲရှုံးဗောနော် Liban တင်းရအဝေးခွင့်မှာ9ပွဲဆော်ထားတယ် လန်စီယာတင်းရဲ့အင်္ဂလန်ပွဲစဉ်ကြီးကြည့်မယ်ဆိုရင်နောက်ဆုံး၃ပွဲဆက်နိုင်ပွဲပျောက်ထားတယ်လို့ဒီဆော့ထားတဲ့၆ပွဲလုံးမှာဂိုးမသွင်းနိုင်တဲ့ပွဲဘီလာရီယာနဲ့ပွဲတစ်ပွဲလည်းပဲရှိတယ်ပေါ့နော်ဒါဘလန်စီယာရဲ့ဒါဒါလက်ရှိသူ့ရဲ့ performance ပေါ့ဗျာဒါလီဗန်ဒေးကိုကြည့်လိုက်မယ်ဆိုရင်တော့လီဗန်ဒေးကလည်းအဝေးဘက်မှာဂိုးမသွင်းနိုင်တဲ့အယ်ချီတည်င်းပဲရှိမယ်ပေါ့နော်အယ်ချီကိုဒူစီနဲ့ရှုံးတဲ့ပွဲချမ်းတဲ့ပွဲတိုင်းလို့လို့ဂိုးတွေထည့်ထားတယ်ပေါ့နော် ဒီနှစ်သင်းလုံးခံစစ်တွေယူရင်းနေတယ်ဗောနနှစ်သင်းလုံးခံစစ်မကောင်းတဲ့အတွက်ဒီပွဲစဉ်မှာဘိုတင်တူစကောဖြစ်ပေါ်ရာရာခိုင်နှုန်းတအားများတယ်။ဝိုင်းစပတ်သမားတွေကဘိုတင်တူလောင်းတာပိုကောင်းမယ်လို့ထင်တယ်ဗောနနှစ်သင်းလုံးကဒပလန်စီယာအတင်းကကြီးရလဲတအားတက်လာတာတွေ့ရတယ်ဒီပွဲစဉ်မှာအပလန်စီယာအတင်းကဒါမိုင်းကုံကစားလာမဲ့ပုံစံမျိုးမှရှိတယ်ဒီပွဲစဉ်ဗောနအခမ်းမသိငူးပေါ်နဲ့ကြာသွားနိုင်တယ်ဒီပွဲက အဒီပွဲစဉ်မှာဖွင့်ထားတဲ့ Vans to Osport ကြီးတွေကြီးမှာဆိုရင် Valencia အတန်းနိုင်ကို2ဆလဲပေးထားတယ်။တရီကို3ဆနဲ့ Levante နိုင်ကို4ဆလောက်တော့ပေးထားတယ်ဗျာ။ကျွန်တော်ဒီပွဲစဉ်မှာ Botinu Score Yes ကိုသဘောကျတယ်ဗောနော Vans Bayern Munich ကိုတကယ်လို့ဒါ body ရိုက်ချင်တယ်ဆိုရင်တော့ Ancient အတင်းဖြစ်တဲ့ Valencia နဲ့ဂိုဘောင်းအပေါ်ရိုက်ကြည့်ဗောနော3မျိုးဖြစ်သွားတယ်ဗောနော။မြန်မာပေါက်ကြီးမှာတော့ကျွန်တော်ပြောပြီဗောနော Valencia အတင်းခြိုက်တယ်ဂိုဘောင်းအပေါ်ခြိုက်တယ် ကျွန်တော်ညီကိုတွေတကယ်လို့ one spare ရိုက်ချင်တယ်ဆိုတော့ boating to score yes ရိုက်ကြည့်ပါတော့ဒီကောင်ကပြ80လောက်ရဖို့ရှိတယ်ပေါ့နော်ကျွန်တော်ထင်တယ်ခံစစ်မကောင်းတဲ့အတွက် exit တွေကောင်းကြတယ်တောင်းလောင်းတော့ဖြစ်သွားနိုင်ခြင်းရှိတယ်ပေါ့နော်နောက်ထပ်တပွဲကတော့ German Bundesliga Mainz နဲ့ Hoffenheim တို့ရဲ့ German Bundesliga ပွဲစဉ်7ကျစ်ပေါ့နော်ဒါကမြန်မာစံတော်ချိန်နာနိုင်မှာကစားမဲ့ပွဲစဉ်ဖြစ်တယ်အစတော့ကတော့ Mainz အတင်းကအကြီးပေါ့နော် level 50နဲ့ level 60လောက်ပြီးထားတာကနေ့ အခုဖြည်း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 ကြီးရကျသွားပြီမှ level 20 level 20လောက်အထိအဲ့လိုဖြစ်သွားတယ်ဘာလို့ mindset တင်းရကျလာဒီနေ့တင်းကြားထဲမှာတော့တည်တဲ့အတိုင်းပဲ mindset ကတော့ဒါကျွန်တော်တို့ Europa Conference League လက်ကစားဖို့ရှိတယ် offering အဝေးခွင့်ကောင်းတဲ့အတင်းလည်းဖြစ်တယ်လို့နောက်ဆုံး league ဆက်တာနော်ကျွန်တော်ထင်တယ်ကြီးတွေလည်းအောင်ထားတယ်ပေါ့နော် table မှာကြီးလိုက်မှဆိုရင် offering အဆင့်6000ရှိတယ်ပေါ့နော် mindset ကအဆင့်7000မှာရှိတယ်ဒါ mindset တင်းကအိမ်ဝင်နိုင်ပွဲလုံးဝမတွေ့ထားတဲ့အတင်းဖြစ်တယ်ပေါ့နော် အင်္ဂွဲမှာဆိုရင်တိုက်စစ်က၄ခုပဲရပြီးခုက၉ခုတောင်ရှိတယ်ပေါ့နော်ဒါအောင်မိုင်းစကပြန်ပေးထားတယ်ဆိုတော့ကျွန်တော်စဉ်းစားကြရဖြစ်နေဟောဖိုင်းရဲ့တင်အဝေးခွဲမှာဆို73ခုရတယ်ဗျာပေးခု6ခုရှိရဆင်းနဲ့မှာရှိဘိုင်ယန်ဘင်းသူ့ပဲဗျာဒါဘာအကြောင်းတရားတွေရှိလဲတော့မသိဘူးရှိရတဲ့ပုံကတော့ဒါမိုင်းစကတော့ဒါယူရိုပါကွန်ဖရင့်လိပဲဆော့ရမယ်ဆိုတော့နောက်တော့ကျွန်တော်ညီကိုဒရီထားရမယ်အချက်ရှိရပါတော့မိုင်းစ်အတင်းရဲ့အင်ကွင်းပွဲစဉ်တွေကြည့်ရမယ်ဆိုရင် ကိုလုံး10တဲ့နော် ဟာချီရတော့တူပဲပေးတာပါကိုလုံးဒါချီရှုံးခဲ့တယ် light set 1z တဲ့ဒါ light set အတင်းကိုလည်းတူပဲချီပေးခဲ့တာပါ mines ကဘလောက်ထိအဲ့လောက်ကောင်းနေရတာဗျာဒီနဲ့ခြေစွမ်းအဲ့လောက်မကောင်းပါဘူးဒေါ်မွန်ကိုလည်းချီရှုံးတယ်ဗျာ liverpool ဆင်တော့လည်းချီရှုံးတယ်ဗျာပြီးတူနောက်ဆုံးဆော့ခဲ့တာ bremen ဖြစ်တယ်ဗျာအင်ကွင်းမှာတောက်လျှောက်ကြီးချီတွေရှုံးနေတာ mines ကဟောဒီအဝေးခွင်းကောင်းနေတာဟောဘိုင်းကိုတွားရမှာဘူးအကျော်ဘယ်လိုပြောလဲ body ကြီး level 20အစ level 56တက်လာတော့ရှိတယ်ဒီပွဲမှာတော့ဒါဘယ်လိုလဲတော့မသိဒါ minds minds အတင်းရတာဒီနှစ်တင်းတွေ့ထားတဲ့ head to head အရင်ကတော့2023 24နောက်ပိုင်းလေးကြီးမယ်ဆိုရင်တော့ minds အတင်းရခြေသွားမှရန်တည်နေတယ်ပေါ့နော်အခုက europa conference league ကံရရှိရဆိုတော့ဒီပွဲစဉ်မှာတော့ voting score လည်းဖြစ်နိုင်တယ်ပေါ့နော် minds အတင်းရတာအိမ်ခွဲမှာလည်းတောက်လျှောက်ကြီး goal out တွေလည်းဆော်ထားတာတော့တွေ့ရတယ်ဒီပွဲစဉ်မှာအခု level 20နဲ့ဒဲနီပါလာတော့ဖြစ်သွားတာတွေ့ရတယ်ဗောနော်ဒါကုပေါင်းကြီးရတယ်တောင်းလုံးတောင်းလုံးကြီးတောင်ဖြစ်သွားတာတွေ့ရတယ်ဒီပွဲစဉ်မှာတော့ကျွန်တော် mind set ပေါက်ကြီးမှာတော့ဒါ mind set အပင်အနိုင်ကိုတိနဆအသေးကိုတုံးစနဲ့ဒါတစ်ဖက်ကဟော်ဖန်ကိုလည်းဒါနဆတော့ပေးထားတယ်ဗောနော်ကျွန်တော်ဒီပွဲစဉ်မှာ boating to score yes ကြိုက်တယ်ဗျာကုပေါင်းအပေါ်ကြိုက်တယ်ဗျာဒါ body တော့ကျွန်တော်တို့ဒါ hop fan ပဲယူရမယ်ကျွန်တော်ထင်တယ်ဗောနော်လက်ရှိအနေထားကွာနေတာယူ ဟောဖိုင်ပဲကြိုက်တယ်ကွာနောက်ထပ်တစ်ပွဲကတော့ဒါပြင်သစ်လီဂူပေါ့နော်ဒါမြန်မာစံတော်ချင်းနှစ်နာရီ15မှကစားမယ်ဒါ Nins နဲ့မှဆီရူရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒါပြင်သစ်လီဂူပွဲစဉ်73ပေါ့နော် Nins အတင်းကတော့အင်ဂွင်ကောင်းတဲ့အတင်းထဲမှာပါတယ်ပေါ့နော်ဒီဘက်ကမာဆီအတင်းကလည်းဝေဝင်ကောင်းတဲ့ဗျသူ့မှာလည်းကစားသမားကောင်းနေပိုင်ဆိုင်ထားတယ်ပေါ့နော်အများကြီးရှိတယ် အဲ့ဒီနဲ့တင်းရတာဇယားအနေထားလေးကိုကြည့်ရမယ်ဆိုလို့ရှိရင်မာဆီယအဆင့်နဲ့မှရှိရ25မှာနင်းစကအဆင့်9မှာ18မှာနဲ့ရပ်တည်နေတယ်ပေါ့နော်။တိုက်ဆက်ပိုင်းမှာလည်းကျွန်တော်ထင်တယ်ဒါမာဆီယတာတယ်ပေါ့နော်။ဒီမှာပွဲစဉ်တွေမှာဆိုရင်နင်းစကတပွဲတည်းရှုံးထားတယ်တိုက်ဆက်က10ခုရထားတယ်ပေကူ9ခုရှိတယ်ပေါ့နော်။ဒါမာဆီအဝေးခွင်းကြည့်လိုက်မယ်ဆိုတော့6ပွဲဆော့ထားတယ်3ပွဲနိုင်3ပွဲတည်ရ3ပွဲနိုင်3ပွဲရှုံးပေါ့နော်မာဆီအတင်း မဆီအတင်းရဲ့အဝေးဝင်ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်6ပွဲဆော့ထားတဲ့3ပွဲနဲ့3ပွဲရှင်ရကို9ခုပေးကို9ခုရှိတယ်ပေါ့နော်။ Next အတင်းရဒါအင်ဝင်ဆော့ထားတဲ့6ပွဲကိုကြည့်ကြရအောင်ပေါ့နော်။6ပွဲထဲမှာဆိုလို့ရှိရင်သူ2လောက်ကို1စီးနဲ့ရှုံးထားတာ2ပွဲကလွဲလို့ဒါ4ပွဲ9ဒပွဲတည်ရေပေါ့နော်။ဒါပွဲတည်ရေလည်း Paris FC ကိုဒါကစားရခက်တဲ့အတင်းအောင်ပေါ့နော်။ဒါရှုံးထားတဲ့ကျွန်တော် all share တို့ Nantes တို့ Lyon တို့ နိုင်လီလို့ဒီလိုဒီလိုအတင်းနဲ့သူနိုင်ထားတယ်ပေါ့နော်။သူကလည်းဒီပွဲစဉ်ပြီးလို့ရှိရင်ကျွန်တော်ဒါယူရိုပါလက်ပေါ်တိုနဲ့အဝေးဝင်တက္ကစားကိုရှိရပေါ့နော်။တစ်ဖက်ကမာဆေးအတင်းကလည်းချန်ပီယံလင်းနျူကာဆယ်နဲ့ဆော့ရမယ်အိမ်ပွဲမှာဆော့တော့ဒါနဲ့တင်းလောင်းအတွက်လည်းအရေးကြီးတယ်။ဒါမာဆေးအတင်းရတာအဝေးဝင်ပွဲစဉ်တွေကိုကြီးမှဆိုရင်ဒါသူဆော့ထားတာတော့ဘရိတ်နက်ကိုရှုံးတယ်လိုင်ယွန်ကိုရှုံးတယ်ရှုံးထားတာ1-0ဒီမှာလန်းကိုရှုံးထားတယ်ဗျ။ ူနိုင်တဲ့ stress ဘောက်နိုင်တဲ့ match ကိုနိုင်တဲ့ပြီး on share ကိုနိုင်ထားတာတော့တွေ့ရတယ်ကျွန်တော်ထင်တယ်နဲ့တင်းလောက်တာ goal တွေထဲလာနိုင်တယ်ဘောနဒီပွဲစဉ်မှာဒါ goal တွေထဲလာဖို့များနေတယ်ဒီပွဲစဉ်ကြည့်ရတာတော့ဟိုတင်းတူကြဖို့ရခိုင်တော့အများဆုံးပဲလို့ကျွန်တော်ထင်တယ်ဘောနဟိုတင်းတူကြဖို့များနေတယ်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ wins ပဲပေါက်ကြည့်ကိုကြည့်ရမယ်ဆိုလို့ရှိရင်ဒါ wins အနိုင်ကို3ဆတရေကို4ဆနေပါတော့ပေးထားမှာဆေးအနိုင်ကို9ဆနဲ့ကြာ90ပေးထားတယ်ဘောနော် ကျွန်တော်တို့ body မှာ nins ပဲကြိုက်တယ်ဗျ ancient အတင် nins ပဲကြိုက်တယ် mice ပဲအမှန်ကြီးကိုရ botulinus ကို yes ရိုက်ချပေါ့နော်ဝဲကတော့ကျွန်တော်တို့ဒါ champion ship ကဝဲစဉ်16ပေါ့နော် preston နဲ့ black band တို့ရဲ့ပွဲစဉ်ဖြစ်ပါတဲ့နှစ်နာရီခွဲမှာကစားမယ်ဒါ preston အတင်းကဒါကြီးပေးထားတာကတော့ဒါ level 30ရှင်ကိုပေါင်းကြီးနှလုံး80ရှင်ဆိုမှပေးထားတယ်ပေါ့နော် table မှာကြည့်မှာဆိုလို့ရှင် preston အဆင့်4မှာရှိရပါတော့ လက်ပန်းအဆင့်16မှာရှိတယ်ပရဆန်အတင်းကအင်ကွင်းကောင်းတဲ့အတင်းထဲမှာပါတယ်ဗောနော်အင်ကွင်းမှာဆိုရင်10ပွဲဆော့ထားတာ9ပွဲနဲ့10ပွဲတိတပွဲပဲရှုံးမှာတိုက်စစ်က16ခုရကူက9တိုက်စစ်က12ခုရထားပြီးကူက9ခုရှိတယ်ဗောနော်တစ်ခါကဘလက်ပန်းအတင်းကလည်းအဝေးကွင်းဖောင်ကောင်းတယ်ဗျာ9ပွဲဆော့ထားတဲ့4ပွဲနိုင်3ပွဲရှုံးဒါပြီးကူတအားနေတဲ့ဘလက်ပန်းအဝေးကွင်းမှာကျတော့အပရက်စတန်အတင်းရဲ့အင်ဝင်ပွဲစဉ်တွေကိုကြည့်ကြရမှာဆိုလို့ချင်းနောက်ဆုံးနှစ်ပွဲဆက်ကြီးတွေအောင်ထားတဲ့ဆွမ်းစီကိုနိုင်တယ် Sheffield United ကိုနိုင်တယ်ပေါ့နော်ဒီနိုင်ထားတဲ့ပွဲစဉ်တွေကတော့ဒါ SW ကိုလိုအတင်းကိုနိုင်တယ်ပြီးရင် Leicester လိုအတင်းကိုနိုင်ထားဆိုတော့နည်းနည်းတော့တတိထားမယ်ပေါ့နော် Blackburn ပြန်ရှုံးထားတာကဒါ Birmingham ပဲရှိမယ်ပေါ့နော် Birmingham တစ်သင်းတော့ပဲရှိတယ်ကျွန်တော်ပွဲစဉ်တွေကရှုံးထားတာတပွဲတည်းပဲပေါ့နော် Blackburn အတင်းကိုကြည့်မယ်ဆိုရင် Blackburn ရဲ့အဝေးခွင်းဖောင်ကိုကြည့်လိုက်ပေါ့နော် Blackburn ရှုံးထားတာကတော့ West Brom ရှုံးတယ်, Charlton ရှုံးတယ်, Coventry ရှုံးတယ်ပေါ့နော် ကနိုင်ထားတဲ့ဘွဲတွေကလုံးဝ clean sheet တင်နေနိုင်တယ်ဗျ။အရှုံးတော့လည်းအပြတ်ရှုံးတယ်သူကလုံးဝတရီဘွဲမရှိဘူးဝေဝမ်းမှာ။ဆိုတော့အဒီဘွဲစင်မှာသူတို့ဖွင့်ထားတာ wines to spout ကြီးကြည့်မယ်ဆိုရင် president အနိုင်ကိုဒါနဆတရီကို3ဆဗောနော် black van အနိုင်ကိုလည်း3ဆနီးပါးလောက်ပေးထားတယ်ဗောနော်။အရင်တော့ဒီ president ကွဲမှာတွေ့ထားတဲ့ head to head wine ကိုကြည့်မယ်ဆိုလို့ရှိရင်အများအား black van ပဲအသာစီးတွေရထားတာတွေ့ရတယ်ဗောနော်။ဒါ bookie ရတယ်ဒါ black van ရက်ဘန်းကိုပဲဒါသဘောကျတာပုံမှန်မျိုးမှရှိပါတယ်ဒီပွဲစဉ်မှာတော့ကျွန်တော်ရွေးချယ်ရမှာဆိုရင် body မှာကျွန်တော် black band ပဲခြိုက်တယ်ဗျာဒါမှမဟုတ်လည်းတော့ခက်ခဲတော့ခက်ခဲမယ်ပေါ့နော်ပြီးရင် body to score yes ခြိုက်ပါတယ် black band body ရိုက်ဖို့အချမ်းပေးခြင်းတယ်ပေါ့နော်နောက်ထပ်တစ်ပွဲကတော့ spain la liga 2က la palma နဲ့ alba la city ဆိုရတဲ့ပွဲစဉ်ပေါ့နော်ဒါ spain la liga 2ကပွဲစဉ်15လည်းဖြစ်တယ်မြန်မာစံတော်ချိန်နှစ်နာရီလောက်မှကစားမယ်ပေါ့နော်ဒီမှာတော့လက်ပါမဆက်တင်ကတလုံး69နဲ့ကိုပေါင်းကြီး နှလုံး60ရှုံးတော့မှပေးထားတာမျိုးတွေ့ရတယ်ပေါ့နော်။အဲဒီနဲ့တင်းရဇာမှာကြည့်မယ်ဆိုရင်အလပါမှာဆင်တုံးပေါ့နော်။ဒီဝိဝင်းတင်းအဆင်17မှာရှိတယ်။ဒါလက်ပါမှာရတဲ့အင်ဝင်းဖောင်ကိုကြည့်မယ်ဆိုရင်အင်ဝင်းမှာ9ပွဲတည်းရှုံးထားတယ်။တိုက်စစ်က10ကိုရတယ်။ပေကူ6ကိုရှိတယ်။အတွက်9ပွဲဆော့ထားတာပေါ့နော်အင်ဝင်းမှာ။ဒါအဝေးကွင်းအတင်းဖြစ်တဲ့အလာဘာစီတီကတော့ဒါအဆင့်6မှာရှိသူကလည်းအဝေးကွင်းကောင်းတယ်ဗျ။ နပွဲနိုင်သုံးပွဲတည်နပွဲရှင်ဒါမှခံစစ်ကစိုးတယ်ဆက်နပ်ဆက်နပ်ငူရထားဆက်နပ်ကိုလည်းပြန်ပေးထားတယ်ပေါ့နော်ဂူများမယ်လို့ထင်တယ်ဗျာဒီပွဲစဉ်ကြည့်ရတယ်ပေါ့နော်လက်ပါမဆက်တင်ရင်အင်္ဂလန်ပွဲစဉ်တွေကြည့်မယ်ဆိုရင်နောက်ဆုံးသုံးပွဲဆက်ကြီးတွေအောင်ထားတယ်ခံစစ်ကဂူတွေတောက်လျှောက်ပေးတယ်ဗျာဒါတစ်ဖက်ကဒါအောက်တင်ရတယ်တိုက်စစ်ကောင်းတယ်နော်ပွဲတိုင်းလို့လို့ဂူတွေရထားတာမျိုးတော့တွေ့ရတယ်သူကလည်းဆိုတော့ဒီပွဲစဉ်မှာဖိနာရဝိုင်းစပက်ပေါ့ကြီးကြည့်မယ်ဆိုရင်ဒါအင်ရှင်အသင်းနိုင်ကို 163ရေကို၄စာနဲ့ဝေးဝန်းအတင်းအနံကို၅စာနီးပါးပေးထားတယ်ကျွန်တော်ဘိုတင်းတူစကောရက်ကြိုက်တယ်ကိုပေါင်းအပေါ်ကြိုက်တယ်ပြီးရင်အောက်အတင်းဖြစ်တဲ့အလာဘာစီတီကြိုက်ပါတယ်အားလုံးအပေါင်းပြကြပါလေဗျာကြမ်းမချမ်းသာကြပါစေကျွန်တော်လည်းပဲတေချာလေးလေးလာပြီးတေချာရွေးချယ်ထားပါတယ်နော်ကြီးတွေကလည်းတေချာလေးကိုကြည်ထားပါတယ်ဒါပေမဲ့ပြောင်းနေတာဗျအချိန်မီပြောင်းနေတယ်ဆိုတော့တော့ချာဟို မိုင်းစကများသွားလိုက်တော့ကြနဲသွားလိုက်ခဏနဲ့အနာနီးဖောက်ပိုင်းကပြန်ပေးနေပြီးလာမှာဘောနောအဲ့လိုမျိုးပုံစံမျိုးတွေဖြစ်နေဆိုတော့ဒါအဓိကတော့အရေးအကြီးဆုံးဘောလုံးပွဲမှာကျွန်တော်အများအားပြောနေတာပဲကျွန်တော်ညီကိုလိုင်းနက်ကိုအဓိကချိပါလိုင်းနက်ပဲအရေးအကြီးဆုံးဒီကစားသမားအဆုံးနဲ့မပါဘာဒါမင်းဟုတ်တယ်ပြီးရင် second မှာဒါဘောလုံးမလာမှာဆိုတော့ဘာချိလို့မရဘူးဘောနောဟိုမောင်းလာမှာဆိုတော့အများဆုံး3နဲ့3နဲ့အပူလာမှာဆို4နဲ့ပေါ့ဗျ4နဲ့တော့များတယ်3နဲ့ဆိုတော့မိုင်းကုန်မယ် ြင်ရှောင်းနေဆိုမှမဲပြီးအများကြီးထိုးလို့မရအောင်ကျွန်တော်တိုင်ရခြင်းဆိုရင်ဘောလုံးပွဲနဲ့ဒါဘန်းငွေ380 990နီးပါးလောက်ပါသွားတယ်ဒါသူတအားလောဘကြီးတယ်ပြီးရင်ကျွန်တော်ဒါမတ်မီမထင်အင်တာမီလာနဲ့မန်စီးတီးနဲ့အင်တာမီလာတော့ချန်ပီယံလိဖိုင်နယ်မှာဆိုရင်သူထိုးတဲ့ရက်ဆက်တယ်ဗျဘန်းငွေ300ခွဲလောက်တတင်းထဲောက်ပဲထဲတာဒီလိုဘောမှာဒါပြောပြချက်ပြောပြပြောပြတယ်ဆိုတာဒါဟိုက knowledge အတွက်ပြောပြတာမနော်အားလုံး စင်ပြကြပါသေးလောဘမကြီးကြပါနဲ့နော်အချင်းချင်းပြီးပဲထိုးကြပါနော်